းစားတိုင်းပေါ့လေဒါကျွန်တော်ရဲ့အမွေးနေ့မှာကျွန်တော်တထမင်းကျွေးအလူလေးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါထောင်ကျော်ပါခင်ဗျာဟုတ်ကဲ့ပါကျွန်တော်တို့ကတော့ကျွန်တော်ကတော့ပေါ့နော်လူမျိုးပါတာမျိုးနေပြီးရမှာသုံးလို့ရဖို့အတွက်ကိုဒါငါဖိန်နဲ့ထမင်းလေးပဲကျွေးပါတယ်ခင်ဗျာဟုတ်ခိုင်ခိုင်ခိုင်လို့ရယ်ခိုင်ခိုင်နဲ့ဒါပဲကျွေးပါတကယ်လိုအပ်နေတဲ့နေရာကိုမြင်နေရတဲ့အတွက်လည်းကျွန်တော်ကျင်းတတ်တယ်ကျွန်တော်ရဲ့ဒီအလှူက ဒါတန်ဖိုးရှိရလို့ခံစားရပါတယ်ခင်ဗျဟုတ်ဟုတ်ပါတယ်ကိုမကဖျားစကော်ပီယိုဘောင်းပြတာပေါ့နော်စကော်ပီယိုမှာအစ်စ်ကြီးပေါ့ဆိုစကော်ပီယိုရဲ့ nature အရကဒီကိုမထင်ဘာမှမဖြစ်ဘူးကိုထင်တမအဲ့ဟာနေပြီး culture ရှိတာပေါ့နော် ာဟုတ်ကဲ့ပါဒီနေ့ရတော့ပေါ့နော်ဒါထုံးစံအတိုင်းပေါ့လေဒါကျွန်တော်ရဲ့အမွေနေ့မှာ ကျွန်တော်တထမင်းကျွေးအလူလေးဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဟုတ်ထောင်းကြော်ပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ကတော့ကျွန်တော်ကတော့ပေါ့နော်လူမျိုးပါတာမျိုးနေပြီးတော့ဆက်သုံးလို့ရဖို့အတွက်ကိုငါဖယ်နဲ့ထမင်းလေးပဲကျွေးပါတယ်ခင်ဗျာဟုတ်ခိုင်ခိုင်ခိုင်လို့ရခိုင်ခိုင်နဲ့ဒါပဲကျွေးရ သားမစားဘူးတွေအသားစားတဲ့တွေဖြစ်နေမှာဆိုလို့လေတခါတော့အကုန်လုံးလဲစားလို့ရပါငပယ်နဲ့ကြည့်ရဖြစ်ပါတယ်ခင်ဗျဟုတ်ဒီ location ဆိုအရန်ဝေးတယ်ကျွန်တော်ကမနေ့ကအရင်ဆုံးကွင်းစင်းတာစင်းပြီးတော့မှဒီမှာအကြာကြီးပဲမနေ့နေ့တော့ဘလောက်ကုန်သွားတယ်နေ့ကင်းနေ့ရောက်ဒီညမှပြန်လာကျလူကြီးရင်းနဲ့လဲကုန်စကားလိုက်ပြီးတော့ခွင့်တောင်းတာပေါ့နော်ဒီမှာကျွန်တော်လူရှင်ပါတယ်ဆိုပြီးတော့မှတကယ်တော်တော်ဝေးတာနေပြီးတော့ဟိုမှာဘကိုးဘကိုးမြင်တော်မြင်နေရအနောက်မှာရှစ်တကုံရှစ်တကုံအဝေးကြီးပဲကျွန်တော်အဝေးမျိုးပဲတအားကြော်ဟိုတအားကြော်သွားပါတော့ ျွန်တော်ကတော့ကျွန်တော်အလူတိုင်းမှာပေါ့နော်ကျွန်တော်ကတကယ်လိုအပ်နေတဲ့နေရာတွေကိုပဲကျွန်တော်ကပြီးရှင်တာကျွန်တော်ရဲ့တလုတ်အားကနေလူတာဆိုတော့လေဆိုတော့အပိုလုံးအောင်ဖြစ်စေခြင်းလူတကယ်လိုအပ်နေတဲ့နေရာကိုမြင်နေရတဲ့အတွက်လည်းကျွန်တော်ကျေနပ်တယ်ကျွန်တော်ရဲ့ဒီအလူကဒါတန်ဖိုးရှိရလို့ခံစားရပါတယ်ခင်ဗျဟုတ် ဟိုအသက်ကကြီးလာတဲ့အပေါ်မှာပေါ့နော်ဒီ thinking way စီရပဲမလူတန်းတော့ဘူးပေါ့လေဆိုတော့ဒီ30ကျော်လာတဲ့နောက်မှာပိုဆိုးတယ်ဒီတွေးတဲ့အတွေးတွေကအရင်နဲ့ဘာမှကိုမတူတော့တာ ရှိတယ်ဒီခါကျလို့ရှိရင်လည်းငါအရင်တော့ငါဒီလိုအတွေးမျိုးဘာလို့မတွေးခဲ့တာလဲဆိုပြီးတော့ကိုယ့်ကိုပြန်ပြီးတော့မှ blame ရအောင်ရှိတယ်ပေါ့နော်ဆိုတော့အဲ့တော့လုံးဝတော့မတူတော့အမှန်ရှင်းပြဘွားမှာဗျာ ဟိုအေဂျင့်ဆိုတာဖြတ်တန်းရှင်လာတဲ့စိတ်ကတော့ပုံများလာတယ်ပြဟုတ်ဟုတ်ရင်းချက်လာဆိုတော့အရင်သက်သာလို့ရှိရင်တော့အများကြီးတည်ငြိမ်သွားတာဖြစ်တယ်အဲဒေါသတော့ကြီးတော့မယ်စိတ်ကြီးရစိတ်တူရတာပေါ့နော်အဲ့လိုမျိုးဟုတ်ကျွန်မဟုတ်မခံစိတ်အရန်ကြီးရယ်ဆိုတော့ကျွန်တော်နေပြီးရမှလူတွေပေါ်မှာကျွန်တော်ဘယ်တော့မှမတရားမလုပ်ဘူးမဟုတ်တာလည်းမလုပ်ဘူးကျွန်တော်မဟုတ်တာလည်းမပြောတတ်ဘူးကျွန်တော် ဟိုအမှန်တိုင်းပဲကျွန်တော်ပြောရပေါ့နော်ဆိုအဲ့တော့ဒါမဲ့အဲကျွန်တော်တို့ကလည်းဒါစကော်ပီယိုဘောင်းပြတာပေါ့နော်စကော်ပီယိုမှာအဆစ်ကြီးပေါ့ဆိုစကော်ပီယိုရဲ့ nature အရကဒီကိုယ်မထင်ဘာမှမဖြစ်ဘူးကိုယ်ထင်တမအဲ့ဟာနေပြီးတော့ culture ရှိတာပေါ့နော်အဲစကော်ပီယိုနဲ့မဆိုင်ဘူးမကောင်းဘူးဆိုတာကောင်းတယ်ဆိုတာလူတွေကဒီဘက်ခင်မှာမကောင်းတော့တာစကော်ပီယိုနဲ့မဆိုင်ဘူး ော်ပီယိုထဲမှာလည်းကောင်းတဲ့လူတွေအများကြီးရှိတာပဲလေဟုတ်တယ်မလားဆိုတခြားတခြားကတအားကိုလိန်မာပါတယ်လို့သတ်မှတ်ထားတဲ့ဒီ sign နဲ့ကတယောက်ကတအားဆိုးနေလို့လည်းမြင်မှုတာပဲအဲ့ဘယ်လိုလုပ်မလဲလူတွေသိမကြောက်တဲ့ပေါ့နော် sign တွေထဲမှာလည်းအရန်ဆိုးနေတဲ့လူတွေလည်းအများကြီးရှိတာပဲဘယ် sign ရဲ့ပါတယ်တော့မဟုတ်ဘူးပေါ့နော် scorpio ကလား scorpio ကကြတော့လူလဲဆိုတော့တို့ကသူ့ရဲ့ nature ကတို့ကကျွန်တော်တို့မှာကဆောင်းဖို့စကားတွေတခုရှိရဲ့ uh forgive but never forget ပေါ့နော်။သူကဗာလဲဆိုတော့ခွင့်လွတ်တယ်။ဒါပေမဲ့ဘယ်တော့မှနေမေးလို့မရဘူး။ထားပါတယောက်ကကိုယ်မကောင်းလို့ထားတယ်ကွာ။တယောက်ကကိုယ်ကတိုက်ခိုက်ထားတယ်ဆိုလို့ရှိရင်လည်းဟုတ်ပြီ။ဒါကိုခွင့်လွတ်တယ်။သူ့ဘာပြန်လို့ဖို့တော့မဟုတ်ဘူး။ဒါအဲ့အကြောင်းရအောင်ဘယ်တော့မမေးအဟုတ်တယ်ကျွန်တော်ရဲ့ဒီ Scorpio nature အရာကတော့နည်းနည်းတော့အဲ့သဘောနည်းနည်းတော့ဆန်တယ်ဗျအဲ့လိုတော့ရှိတယ်ဘာလို့လဲ ကိုကကောင်းရဲ့ဒါနဲ့အဲ့လိုမျိုးဆိုရင်နည်းနည်းတော့အဲ့လိုမျိုးစိတ်ထဲမှာတေးထားတေးတေးထားရဲဆိုအဲ့လိုမျိုးဘယ်လိုပြောရမလဲအဲအမှတ်ထားတာပေါ့နော်သူအမှတ်သိရှိကြီးရဲ့ဒီ nature ရှိရဲ့ scorpio ရဟုတ်ဟုတ်ကဲ့ scorpio ရတာအနာယူလို့စိတ်တော့များရတယ်ပြီးရတယ်ဟုတ်လားအနိုင်စိတ်မဟုတ်ဘူးသူက leak လောက်တာအဲသူသူများရဲ့နေပြီးတော့မှနောက်လိုက်တအားကြီးမလို့ရှင်ဘူးအဲကိုယ့်ကိုယ်ကိုလည်းဆရာကြီးဆိုပြီးတွားနေတာမဟုတ်ဘူးဒါပေမဲ့တော်တော်များများမှာတို့တော့အရန်စူးစမ်းရတယ် တို့ချပြတဲ့အရာတွေကလည်းဂျန်နဲ့ဂျန်နဲ့အရင်တိကျတယ်ပေါ့နော်ဆိုတော့တို့က leader လို့ရှင်တဲ့လူတွေပေါ့ leading role ဆိုပိုကြိုက်တဲ့လူတွေပေါ့